ဟိုတယ်ထိခိုက်မှာဆိုလို့ပြိမိနေတဲ့ဧည့်သည်တွေကိုကယ်ခွင့်မပေးဘူးဆိုတဲ့မန္တလေးဂရိတ်ဝေါ်ဟိုတယ်ပရိသတ်များလုံးမင်္ဂလာပါရှင့် News Daily Top ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ရွှေမန္တလေးမြို့ကြီးကတော့လက်ရှိမှာအခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရပြီးတော့ကုညီကယ်တင်မဲ့သူတွေများစွာကိုလည်းစောင့်မျှော်နေရပါတယ်။အနေနဲ့အရရက်ကအလူရှင်တွေနဲ့နိုင်ငံတကာကယ်ဆယ်ရေးသမားတွေကတောင်းမှလာရောက်ကုညီချပေမဲ့ပြိမိနေတဲ့ဧည့်သည်တွေကိုကယ်ခွင့်မပေးတဲ့ဟိုတယ်ပိုင်ရှင်တွေရဲ့မတရားတဲ့လုပ်ရက်တွေကတော့ရှိနေကြဆဲဖြစ်ပါတယ်။ န္တလေးမြို့ရဲ့နာမည်အကြီးဆုံးလို့ပြောလို့ရတဲ့ Greybor Hotel ကြီးဟာဆိုရင်ငလင်ဘေးကြောင့်ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပွားသွားခဲ့ရပါတယ်။တခြားသော hotel တွေနဲ့နေအိမ်တွေတော်တော်များများလည်းထိခိုက်ခဲ့ရပေမယ့်သူတို့တွေကအထဲမှာပိတ်မိနေတဲ့သူတွေအသက်ရှင်တန်စေဖို့အတွက်တက်နိုင်သမျှအစွမ်းကုန်စူးစမ်းပြီးတော့ကဲတင်နေကြပါတယ်။ ကိုရိုင်းကလည်းတဆန်းသမျှကဲတင်သည်တလို့တခြားသောကယ်ဆယ်ရေးတွေလာရောက်တဲ့ချိန်မှာလည်းအတူတူပူးပေါင်းပြီးတော့မိသားစုဝင်တွေနဲ့ပြည်သူတွေရဲ့အသက်ရှင်တန်ဖို့အတွက်ဦးစားပေးလှုံ့ဆော်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့အင်မတန်ကိုအတားကြီးလွန်လာတဲ့မန္တလေးမြို့ Great Wall Hotel ပိုင်ရှင်တွေကတော့သူတို့ရဲ့ဟိုတယ်ကြီးထိခိုက်သွားမှာဆိုတဲ့အတွက်ပိတ်မိနေတဲ့ဧည့်သည်တွေကိုလုံးဝကယ်တင်ခွင့်မပေးကြောင်းပြောပြလာခဲ့ပါတယ်။ မိသားစုဝင်အနေနဲ့အင်မတန်ကိုစိတ်ထိခိုက်ဝမ်းနည်းနေရပြီးအထဲမှာပိတ်မိနေတဲ့သူတို့ရဲ့မိသားစုတွေကိုဘယ်လိုမျိုးကယ်တင်ရမလဲဆိုတော့မစင်စားတတ်အောင်ဖြစ်နေကြရပါတယ်။ဒီအထဲမှာတယောက်စာမင်းသမီးဟန်နာလည်းပါဝင်နေခဲ့ပြီးတော့သူမကညီမလေးပိတ်မိနေရကိုကယ်တင်ဖို့အတွက်စ조사ပေးမိဘယ်လိုမှကယ်ခွင့်မပေးကြဘူးလို့ဝမ်းနည်းစွာနဲ့ပြောပြလာခဲ့ပါတယ်။ညီမလေးကအဲ့ဒီဟိုတယ်ထဲမှာတဲခုနေတဲ့အချိန်အခုလိုဖြစ်ရတဲ့ကြုံတွေ့ခဲ့ရပြီးတော့ပိတ်မိသွားခဲ့ရပါ။ဒီအခါမှာအရန်ကိုဝမ်းနည်းနေရပြီးတော့မိသားစုဝင်အနေနဲ့ကယ်ဆယ်ရေးတွေကလာရောက် ည်တင်ဖို့အတွက်စူးစမ်းကြပေမယ့်ဟိုတယ်ပိုင်ရှင်တွေကအနားကိုအကက်မခံခဲ့ဘူးလို့သိရပါဗျ။ ဘာဖြစ်လို့လဲဆိုတော့သူတို့ဟိုတယ်ကြီးကအောက်ပိုင်းကသာအနေငယ်ထိခိုက်သွားတာဖြစ်ပြီးအပေါ်ပိုင်းကအကောင်းတိုင်းကြီးရှိနေတဲ့အတွက်ကဲတင်ရေးတွေလုံရင်းနဲ့ဟိုတယ်ထိခိုက်သွားမှာကိုစိုးရိမ်နေကြရပါအထူးသဖြင့်တော့ဟိုတယ်ကမှန်တွေနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်သူတို့ရဲ့ဟိုတယ်ကြီးအခုလိုကဲစည်ရေးတွေလုံတဲ့ချိန်မှာထပ်မံပြီးတော့ထိခိုက်သွားမှာကိုစိုးရိမ်နေရဖြစ်ပါတယ်အထဲမှာပိတ်မိနေတဲ့သူတွေကတခြားသူတွေလည်းမဟုတ်ပဲသူတို့ရဲ့ဟိုတယ်ကိုလာရောက်တဲခိုတဲ့ဧည့်သည်တွေဆိုတာကိုတောင်းမှမျက်နာထောက်ထားနိုင်စွမ်းမရှိတော့ပဲတကယ်ကိုအတကြီးရဲ့လုံရက်တွေကို လောက်ဆောင်နေကြတယ်လို့သိရပါဗျ။ မြန်မာနိုင်ငံကကယ်ဆယ်ရေးတွေတာမကနိုင်ငံတကာကကယ်ဆယ်ရေးတွေကလည်းလာရောက်ကယ်တင်ဖို့အတွက်စူးစမ်းကြပါတယ်။ဒါပေမဲ့ကယ်ခွင့်မပြုဘဲအထက်ကိုစားဖို့ရအောင်မင်းဆိုပြီးရှောင်လွှဲနေကြတယ်လို့သိရပါတယ်။ဟိုတယ်ပိုင်ရှင်တွေကတော့လက်ရှိမှာပြည်ဦးလင်မျိုးကိုရှောင်ပြေးထွက်ခွာသွားခဲ့ပြီဖြစ်ပြီးတော့သူတို့ရဲ့ဟိုတယ်ကြီးကိုဘယ်သူမှအနာမကပ်ဖို့အတွက်အပြတ်ပြောသွားခဲ့တယ်လို့သိရပါတယ်။အထင်းမှာဧည့်သည်တော်တော်များများကပိတ်မိနေတာဖြစ်ပြီးအခုလိုတပတ်လောက်ကြာတဲ့အချိန်မှတောင်လုံးဝအနာကပ်ပြီးတော့ကဲတင်ခွင့်မရခဲ့တာဖြစ်ပါတယ်။ သူတို့တွေကဘာတောင်းဝင်မှလည်းမယူပဲမျက်နှာလွှဲနေရဖြစ်ပြီးတော့ဟိုတယ်ပေါ်မှာကြန့်ရှိနေတယ်။တခြားသောတဲခိုသူတွေရဲ့တံပိုးကြီးပစ္စည်းတွေကိုလည်းဝင်ရောက်ပြီးယူဖို့ခွင့်မပြုခဲ့ဘူးလို့သိရပါတယ်။မိသားစုဝင်တွေကတော့မျောလင်းချက်လေးတချို့နဲ့ဟိုတယ်ရှိမှဆောင်ဆိုင်နေကြပေမဲ့ပိုင်ရှင်တွေရဲ့အခုလိုလိုရက်ကတော့တကယ်ကိုမှစိတ်ပြတ်အားငယ်စရာကောင်းပါတယ်။ဒီအချိန်ကျတော့မှအသက်ရှင်ဖို့လည်းမဖြစ်နိုင်တော့တဲ့အတွက်နောက်ဆုံးအနေနဲ့တွေးခွင့်ရချင်လို့ကဲတင်ဖော်ထုတ်ပေးပါလို့တောင်းပန်နေရကိုတောင်းလက်မခံခဲ့ပါဘူး။သူတို့ရဲ့ဟိုတယ်ကြီးထိခိုက်သွားမှဆိုလို့ ပိတ်မိနေတဲ့ဧည့်သည်တွေကိုလုံးဝကဲတင်ခွင့်မပေးတဲ့ဂရိဝဟိုတယ်ကြီးရဲ့လုံရက်တွေပေါ်မှာပြည်သက်တို့ရဲ့အမြင်ကိုလည်းပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။